ီနေ့မှာတော့သမိုင်းမှာယူကြောင်ကြောင်ထူးထူးဆန်းဆန်းအမိန့်တွေလုပ်ခဲ့ဖူးတဲ့အာနာရှင်တွေအကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ဆမ်မေပထမဦးဆုံးတယောက်ကတော့စပါမရက်နေရာစွတ်ဆိုတဲ့တက်မန်နစ္စတန်နိုင်ငံကို1990ကနေ2006ခုနှစ်ထိအုပ်ချုပ်ခဲ့ဖူးတဲ့အာနာရှင်ပါ။စပါမရက်နေရာစွတ်ဆိုတဲ့သူကသူ့ရဲ့ကိုယ်ပိုင်ကိုယ်ကွယ်ယုံကြည်မှုကိုတိစောက်ဖို့နဲ့တက်မန်အမျိုးသားရဲ့စိတ်ဓာတ်ကိုမြင့်နေဖို့အတွက်ဒီအမိန့်တွေကိုထုတ်ခဲ့တယ်လို့ထင်ပါတယ်။ ဒါပေမဲ့သူအကောင့်ထဲပေါ်ခဲ့တဲ့နီးလန်းတွေကတော့တော်တော်လေးထူးကြပါတယ်။သူထုတ်ပြန်ခဲ့တဲ့အမိတ်တွေထဲမှာရွှေသွားတုတွေကိုတမ်းမြစ်တာလည်းပါဝင်ပါတယ်။သူ့ရဲ့အကြောင်းပြချက်ကတော့တဘာဝသွားတွေသာအလပါဆုံးဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကြောင့်ပါ။ဒီဥပဒေကြောင့်ရွှေသွားတုတွေတက်ဆင်ထားတဲ့တက်ကြီးရွယ်အိုတွေခမအခက်ခဲတဲ့အများကြီးနဲ့နေဆိုင်ခဲ့ရပါတယ်။နောက်ပြီးသူကဘယ်လီအကအော်ပရာတို့လိုအနောက်တိုင်းအမှုပညာတွေကိုလည်းပိတ်ပင်ခဲ့ပါတယ်။ဒါတွေဟာ ထက်မှန်ရေးချေးမှုနဲ့မကန့်ညီဘူးလို့ဆိုခဲ့လို့ပါဒီပိတ်ပင်မှုတွေကြောင့်တိုင်းပြည်ရဲ့ရင်ကျေးမှု တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုတော်တော်လေးထိခိုက်စေခဲ့ပါတယ်သူ့ရဲ့ထူးခြားတဲ့လောက်ရတွေထဲမှာနာမည်တွေကို ပြောင်းလဲပစ်တာလည်းပါဝင်ပါတယ်ပါမုတ်ဆိုတဲ့စကလုံးစားသူ့ရဲ့မိခင်နာမည်ဖြစ်တဲ့ God Anstorton ဆိုတဲ့နာမည်ကိုတုံတုံးစေခဲ့တယ်လို့လာနဲ့ရတပတ်တွေရဲ့နာမည်တွေကိုလည်းသူ့ရဲ့မိသားစုဝင်တွေနဲ့သူရေးသားခဲ့တဲ့ရူနာမာဆိုတဲ့စာအုပ်ထဲကအမည်တွေနဲ့စာထိုးခဲ့ပါတယ် ဥပမာအားဖြင့် April လကိုသူ့ရဲ့မိခင်နာမည်နဲ့ပြောင်းလဲခဲ့ပြီး January လကိုတော့သူ့ရဲ့နာမည်နဲ့ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ Spamret နီယာဆိုဟာသူ့ရဲ့ကိုပိုင်စာအုပ်ဖြစ်တဲ့ Runama ကိုလည်းတိုင်းပြည်ရဲ့အဓိကဒွေးကော်စာအုပ်ဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒီစာအုပ်ကိုကျောင်းတွေတက္ကသိုလ်တွေမှာမတင်မနေရတင်ကြခဲ့ရပြီးအစိုးရဝန်ထမ်းတွေနဲ့ကျောင်းသားတွေဟာဒီစာအုပ်ထဲကအကြောင်းအရာတွေကိုအလွတ်ကျမှတ်ခဲ့ရပါတယ်။ဒါတွေမကသေးပဲကားလိုက်စင်ဖြစ်တဲ့အခါမှာတော့ အဲ့ဒီစာအုပ်ထဲကအကြောင်းအရာတွေကိုထည့်မိခဲ့ပါတယ်။တချို့နေရာတွေမှာဆိုရင်ဒီစာအုပ်ဟာတမာကျန်းစာတို့လိုမြင့်မြတ်တဲ့စာအုပ်အဆင့်ထိတင်မြှောက်ခြင်းခံခဲ့ရပါတယ်။နောက်တစ်ဦးကတော့အာဖရိက ယူဂန္ဒာနိုင်ငံရဲ့အာနာရှင်အီရီယာမင်ဒါတာပါ။သူ့ရဲ့အုပ်ချုပ်မှုတွေဟာလည်းရက်ဆက်ကြံကြုံမှုတွေနဲ့ထူးထူးဆန်းဆန်းကြီးညာချက်တွေနဲ့ပြည့်နေနေခဲ့ပါတယ်။သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးဟာထူးခြားဆန်းပြားပြီး သူ့ကိုယ်သူအထင်ကြီးတဲ့စိတ်သက်ပြင်းထန်သူလည်းဖြစ်ပါလေ။ Iriamin ရဲ့ထူးခြားတဲ့ဂျင်ညာချက်တွေထဲကတစ်ခုကတော့သူ့ကိုယ်သူ Scotland ပြည်ရဲ့နောက်ဆုံးဘုရင်လို့ဂျင်ညာခဲ့တာပါ။ဥရောပမှာရှိတဲ့ Scotland နဲ့ Africa မှာရှိတဲ့ Uganda ဘာမှမပတ်သက်ပေနဲ့။သူဘာလို့ဒီလိုဂျင်ညာခဲ့တာလဲဆိုတာကိုတော့ဘယ်သမိုင်းပညာရှင်ကမှမဖော်ထုတ်နိုင်သေးပါဘူး။နောက်ပြီး1982ခုနှစ်မှာသူဟာ Uganda မှာမျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြတဲ့အာရှလူမျိုးတွေကို ရပောင်60တွင်တိုင်းပြည်ကနေထွက်သွားဖို့အတွက်အမိတ်ပေးခဲ့ပြပါတယ်။ဒီလောက်ရကြောင်းယူဂန်ဒါရဲ့စီးပွားရေးဟာအကြီးကျယ်ထိခိုက်ခဲ့ရပြီးထောင်ပေါင်းများစွာသောလူတွေဟာသူတို့ရဲ့အိုးအိမ်နဲ့လုပ်ငန်းတွေကိုဆုံးခွာခဲ့ရတာဒုက္ခတွေတွေဖြစ်ခဲ့ကြရပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ Equator Guinea နိုင်ငံကအာနာရှင်ဖြစ်တဲ့ Francisco Matias Angema ပဲဖြစ်ပါတယ်။ Francisco Matias Angema ရဲ့အုပ်ချုပ်မှုတွေဟာလည်းဖူးစမ်းတဲ့အမိန့်တွေနဲ့ပြည့်နေနေခဲ့ပြီး သူဟာသူ့ကိုယ်သူထူးခြားတဲ့ခေါင်းဆောင်လို့မကြာခဏရည်ညွှန်းပြီးနောက်ပိုင်းသူ့ကိုယ်သူဖျားသခင်လို့တော့ကိုယ်တိုင်ကြေညာခဲ့တဲ့သူပါနိုင်ငံသားအားလုံးကိုလည်းသူ့ကိုပူဇော်စိတ်ကြဖို့အမိန့်ထုတ်ပြန်ခဲ့ပြီးသူ့ရဲ့ပုံတွေကိုအစိုးရရုံးတွေနဲ့အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေတိုင်းမှာထားရှိခဲ့ပါတယ်ပြီးတော့သူ့ကိုမယုံမသိပြုမှုသူတိုင်းကိုလည်းပြင်ပြင်းထန်ထန်အပြစ်ပေးခဲ့ပြီးတေတန်ထီပေးခဲ့တာတွေလည်းရှိခဲ့ပါတယ်ဖရန်စစ္စကိုမာတီယအန်ဂေမာဟာပညာတတ်တွေကိုတန်တရားအမြင်နဲ့ကြည့်ခဲ့ပြီး ပညာတတ်တွေဟာသူ့အာဏာကိုစိန်ခေါ်နိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါကြောင့်ပဲနိုင်ငံရဲ့အသိပညာရှင်တွေ၊ဆရာဝန်တွေ၊အင်ဂျင်နီယာတွေနဲ့ကျောင်းဆရာတွေကိုဖန်ဆီးပြီးတပ်ဖြတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒီလောက်ရကြောင်းနိုင်ငံရဲ့လူ့ဆွမ်းအားအင်းမြစ်ဟာဆိုးဆိုးရွားရွားထိခိုက်ခဲ့ရပါတယ်။ပြီးတော့သူဟာဘာအကြောင်းပြချက်မှမရှိဘဲနိုင်ငံရဲ့ငါးဖမ်းလေတွေကိုဖျက်ဆီးပစ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒီအမိန့်ကြောင့်ပဲတန်ဃာတွေတွေဟာအလုတ်လက်မဲ့ဖြစ်ခဲ့ရပြီး နိုင်ငံကလည်းအစာအေစာ ရှားပေါမှုတန်းကိုအလူလဲခန်းစားခဲ့ရပါတယ်။သူ့ဘာကြောင့်ဒီလိုငါးဖမ်းလေတွေကိုဖျက်ဆီးခဲ့ရတယ်လဲဆိုတာကိုတော့အခုထက်ထိဘယ်သူမှမသိကြသေးပါဘူး။သူဟာသူ့ရဲ့ကိုယ်ပိုင်အတွေ့အော်ကိုဗိုဒီဂျာလို့အမိပေးခဲ့ပြီးဒါဟာနိုင်ငံရဲ့တရားဝင်ဝါဒဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ကျောင်းတွင်နဲ့အစိုးရဌာနဆိုင်ရာတွေမှာဒီဝါဒကိုမတင်မနေရလေ့လာခဲ့ရပြီးဗိုဒီဂျာရဲ့အဓိကအကြောင်းအရာကတော့ဖရန်စစ္စကိုမာတီရဲ့အန်ဂီမဟာဖျားသခင်ဖြစ်ကြောင်း သူ့ရဲ့လုပ်ရက်တွေဟာမှန်ကန်ပြီးထူးခြားအံ့ဩဖွယ်ဖြစ်ကြောင်းချီမွန်းထောပနာပြုထားတဲ့အကြောင်းအရာတွေပဲရေးထားတာဖြစ်ပါတယ်။တမိုင်းကိုလေ့လာခြင်းအပြင်ကျွန်တော်တို့ဟာအာနာရှင်စနစ်တွေရဲ့စိုးကျိုးတွေကိုသိရှိနိုင်ပြီမယ်။သင်ဟာမြန်မာနိုင်ငံသားဆိုရင်တော့ဂုဏ်ယူလိုက်ပါ။ဘာမှလေ့လာကြရမလို့ပဲအော်တိုသိနေလို့ဖြစ်ပါတယ်။တလွဲအမိတ်ဒီဥပဒေတွေဟာရေးစရာကောင်းတယ်လို့ထင်ရပေမယ့်တကယ်တမ်းမှာတော့ပြည်သူတွေရဲ့နေ့စဉ်ဘဝပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိပါတယ်။ဒါကြောင့် ကျွန်တော်တို့ဟာဒီမိုကရေစီစံနှုန်းတွေလူ့အခွင့်အရေးတွေတရားဥပဒေစိုးမိုးမှုတွေကို အမြဲတမ်းတံမိုးထားပြီးကာကွယ်တော့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြိုက်နေတက်ကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့နောက်ဗီဒီယိုတစ်ခုမှာပြန်လည်ဆုံတွေ့ကြတော့ပေါ့ဗျာ